မိဘပြည်သူများခင်ဗျာအခုဆိုရင်စိန်နဘံမိဘပြန်ကွင်းအတွင်းမှာလူကယ်ပြန်စိန်နဘံမိဘပြန်ကြီး အောင်မြင်စွာလွတ်တင်နိုင်ဖို့အတွက်အဖွဲ့သူဖွဲ့သားများအားလုံးဟာစုပေါင်းညီညာစွာနဲ့ကွင်းအတွင်းကိုရောက်ရှိနေရယူနေကြပြီဖြစ်သလိုမိဘပြန်ကြီးအောင်မြင်စွာပြန်တက်နိုင်ဖို့စုပေါင်းလှုပ်ဆောင်နေကြတဲ့မြင်ကွင်းတွေဖြစ်ပါလေ လူကယ်ပြန်စိန်နပံမိဘုံပြန်ရဲ့အောက်ဆွဲမှာတော့လက်ပါတင့်တယ်စွာ ပုံဖော်ထားတဲ့ဖရာလောင်းမဟာဇဏကမင်းသားကိုမဏိမေခလာနတ်သမီးကဖွေချီခေါ်ဆောင်သွားဟန်ဟာဆိုရင်ဖြစ်ဘလို့ခက်ခဲများရင်ဆိုင်ရသည်ဖြစ်စေမစုံမနစ်တဲ့ဇွဲလုံးလာနဲ့ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်တဲ့ဖရာလောင်းမဟာဇဏကမင်းသားကိုဘေးအန္တရာယ်များမှလူကင်းချမ်းသာအောင် ူညီစောက်ရှောက်ကယ်ဆယ်ပေးခဲ့တဲ့မနိမေခလာနတ်သမီးနဲ့အလားတူစွာမြမပြည်သူပြည်သားများရဲ့လူမှုရေးရာဒုက္ခအဝဝကိုကူညီစောက်ရှောက်ပေးနေတဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့မုံမြတ်တဲ့ရည်ရွယ်ချက်ကိုဂုံယူစွာနဲ့ဖော်ကျူးပုံဖော်ထားတာပဲဖြစ်ပါလေ။ဘေးတစ်ဖက်မှာလည်း လေးတငယ်များကိုုံဆောင်မိခင်များအဖိုးအဖွားနှစ်ဦးနဲ့မတန်ဆွမ်းသူများကိုအိမ်တိမ်ရဲ့ခေါင်းမိုးတစ်ဖွဲကာဝယ်စောင့်ရှောက်မှုတွေပေးပြီးလက်တစုံဖြင့်စောင့်ရှောက်ကူညီထားရှိဖို့ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဝင်ကြီးဌာနရဲ့လုပ်ငန်းတာဝန်များအနက်မှတစ်ခုဖြစ်တဲ့ရှေးဦးအရွယ်ကလေးတငယ်ပြုစုပြောထောင်ရေးနဲ့ဖွံ့ဖြိုးရေးကလေးတငယ်အခွင့်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုအလေးပေးဆောင်ရွက်လျက်ရှိရမှာမူကြိုရွယ်ကလေးတငယ်များကစပြီးတော့စနစ်တကျပြုစုပြောထောင်ပေးခြင်းအပြင်ပြည်သူနိတိနဲ့ရင်ကျေးမှုစည်းကမ်းနဲ့ဥပဒေကို လေးစားလိုက်နာမှုတာဝန်သိမှုငြိမ်းချမ်းပျော်ရွှင်မှုနဲ့လူမှုသဟဇာတဖြစ်မှုစတဲ့အရေးအသွေးများပြည့်စုံအောင်ဖေးမကူညီကာကွယ်စောင့်ရှောက်ထားတဲ့လက်တစုံအဖြစ်တင်စားပြီး ဂုံယူစွာဖြင့်ဖော်ကျူးဖုံဖော်ထားတာပဲဖြစ်ပါれခင်ဗျာကိုယ်ဆောင်မိခင်များကိုစောက်ရှောက်ကူညီထားရှိပုံဟာဆိုရင်ဖြင့်ဝန်ကြီးဌာနကအကောင့်ထေပေါ်လှုပ်ဆောင်နေတဲ့လူမှုကာကွယ်စောက်ရှောက်ရေးလုပ်ငန်းစဉ်တရက်ဖြစ်တဲ့ကိုယ်ဆောင်မိခင်များနဲ့၎င်းတို့မှမွေးဖွားလာတဲ့အသက်နှစ်နှစ်အောက်ကလေးငယ်များအတွေ့ ငွေကြေးထောက်ပံ့တဲ့အစီအစဉ်များကိုဖော်ညွှန်းပုံဖော်ထားတာပဲဖြစ်ပါတယ်။ကလေးငယ်များရဲ့ဘာသာစကားအမြင်အာရုံအကြအာယုံနဲ့စွမ်းရည်တွေဟာမိခင်ဝန်တင်းသတိသားဘဝကစလို့အသက်နှစ်နှစ်မတိုင်ခင်အထိအလင်းအမြန်ဖွံ့ဖြိုးတိုးတက်နေတဲ့အတွက်လူသားဘဝအစရက်ပေါင်းတစ်ထောင်ကာလဟာ အရေးအကြီးဆုံးအခိုက်အတန့်ဖြစ်ပါလေ။အဆိုပါကာလမှာ မိခင်နဲ့ကလေးဟာဂျမ်းမာကြီးကောင်းမွန်ပြီးအဟာရပြည့်စုံမှကလေးတငယ်နဲ့အုံနောက်နဲ့ခန္ဓာကိုယ်ကောင်းစွာ ဖွံ့ဖြိုးစေဖို့အခြေခံအုတ်မြစ်ချပေးနိုင်မှာဖြစ်ပြီးအနာဂတ်အတွက်အားထားရမယ်မျိုးဆက်သစ်တွေပေါ်ထွန်းလာမှာဖြစ်ပါကြောင်းဂုံယူစွာနဲ့ဖော်ကျူးပုံဖော်ထားတာပင်ဖြစ်ပါလေအခုလိုကောင်းမွန်တဲ့ရွယ်ချက်တွေနဲ့ဖော်ကျူးပုံဖော်ထားတဲ့ လူကယ်ပြန်စိန်နဗံမိဘုံပြန်ကြီးဟာမကြမီမှာကောင်းကင်ယံထက်ကိုအောင်မြင်စွာပြန်တက်နိုင်ဖို့အတွက်အဖွဲ့သူအဖွဲ့သားများအားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြပြီဖြစ်တယ်လို့မိဘုံပြန်ကြီးမိုင်းခံဖို့အတွက်ကြိုးစွာဆောင်ရွက်နေတဲ့မြင်ကွင်းဒီမိဘပြည်သူများရှူစားနေကြတာဖြစ်ပါတယ်ခင်ဗျာမတန်မှတည်တက်လပ်ပစွာချိုးဖောက်ပြီးတော့ပြည်ပြန်ဖန်တီးထားတဲ့ စိတ်နှမမီးဘုံပြန်မဲ့ဖြစ်ပါတယ်စိတ်နှမမီးဘုံပြန်ရဲ့ကိုယ်ထဲမှာမီးမီးတွေများချိတ်ဆွဲပြီးတော့အောက်ဆွဲမှလည်းမီးကလေးငယ်များချိတ်ဆွဲကကောင်းကင်ရံကိုလွတ်တင်ရှင်ပြန်ဖို့အတွက်ရှင်ပြန်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်တဘာဝရဲ့လေအားဟာဝရလာအေဘိတက်များကိုမီးဘုံပြန်ကြီးကကလူကြီးစေသလို ကြာတာနေတဲ့ညီကွေးကိုလည်းရှူစားနေရတာဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာလူကေပြန်စိန်တပံမိဘုံပြန်ကြီးရဲ့နောက်ထပ်ရွေချက်တစ်ခုကတော့မိဘုံပြန်ကြီးရဲ့ဘေးတစ်ဖက်မှာပေါ်ပြထားတဲ့မတန်ဆွမ်းသူများကိုစောင့်ရှောက်ကူညီထားရှိပုံပဲဖြစ်ပါတယ်မတန်ဆွမ်းသူများအားနိုင်ငံတော်တိဆောက်ရေးမှာတန်ဖိုးရှိတဲ့လူဆွမ်းအားအရင်းမြစ်တစ်ခုဖြစ်နေထဲ့သွင်းပါဝင် စေခြင်းဖြင့်မတန်ဆွမ်းသူများအပါအဝင် နိုင်ငံသူနိုင်ငံသားများအားလုံးပါဝင်တဲ့လူအဖွဲ့အစည်း All Inclusive Society ပေါ်ပေါက်လာစေရေးအထောက်အကူပြုမှာဖြစ်တဲ့ကဲကိုမတန်ဆွမ်းမှုအမျိုးအစားလေးမျိုးဖြစ်တဲ့ကိုရင်ကအမည်အကြာဉာဏ်ရည်မတန်ဆွမ်းသူများအားထည့်သွင်းတရုတ်ခေါ်ထားရှိခြင်းပင်ဖြစ်ပါれခင်ဗျာနောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ ကမ္ဘာလေမှာခညာထေဝါစွာတည်ရှိနေတဲ့မိမြန်မာနိုင်ငံပါရှိတဲ့ကမ္ဘာလုံးကို အပြာရောင်လက်တစုံနဲ့ပြည့်တင်ထောက်မှထားပြီးတော့ဝါစိန်ဒီရောင်စုံထီးတလက်နဲ့မိုးကာထားတဲ့မြေဝင်းဟာဆိုရင်ဖြင့်ကမ္ဘာနဲ့အဝမ်းကြုံတွေ့နေရတဲ့မိဘေရေဘေလေဘေအစရှိတဲ့တဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ဆက်လင်းပြီးကြံ့ကြံ့ခံရင်းဆိုင်နိုင်တဲ့နိုင်ငံတော်ဖြစ်စေရေးနဲ့ ဘေးအန္တရာယ်များကြုံတွေ့လာခဲ့ရင်လေလိုအပ်တဲ့ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်မဲ့လက်ထုံ အဖြစ်နဲ့အမြဲတည်ရှိနေတဲ့ဝင်းကြီးဌာနရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုဂုံယူစွာနဲ့ဖော်ကျူးဖုံဖော်ထားတာပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့မိမိတို့ရဲ့မိဘပြန်ကြီးဟာကောင်းကင်ရံကိုပြန်တက်နိုင်ဖို့အတွက်မိုင်းများပြေဝရတဲ့မြင်ခွင်းကိုရှုစားရရသလိုအောက်ဆဲမီးတိုင်းကိုချိတ်ဆွဲပြီးကောင်းကင်ရံကိုလှလှပပအောင်မြင်ထွက်ခွာနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။တဘာဝရဲ့လေတိုက်ခတ်မှုကလည်းအနေငယ်မြင်မာတဲ့အတွက်အဖွဲ့သူအဖွဲ့သားများဟာအင်တိုက်အားတိုက်နဲ့ကြိုးပမ်းဆောင်ရွက်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျာ။ အမတမခံ냐ထဲဝါလာတဲ့ညမီစိနမမီမုံပြန်ဖြစ်တယ်လို့မိမိတို့ရဲ့အဖွဲသူဖွဲ့သားများအမိန်နာခံတတ်မှုအများအားဆုံးစီလုံးဆောင်ရွက်မှုမိမိတို့ရဲ့အဖွဲသူဖွဲ့သားများရဲ့ညီငိမ့်ညာညာနဲ့လှုပ်ဆောင်နေတဲ့မြင်ကွင်းကိုလည်းရှုစားနေကြရတာဖြစ်ပါတယ်။ခုဆိုရင်တော့အောက်ဆွဲမိတိုင်းကိုချိတ်ဆွဲပြီး ကောင်းကင်ယံကိုလှလှပပနဲ့ဖြင်းညင်းစွာနှုတ်ဆက်ထွက်ခွာနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျာလာပါတယ်ခင်ဗျာဖြည်းဖြည်းလေးနဲ့ဝဲဒေါ်လာ evidence များကြီးစုလို့ရအောင်တဝါကြီးကြီးနိုင်အောင်အတွက်စီစဉ်ထားတဲ့အနေအထားမျိုးရောက်ရှိနေပါဖြစ်ပါတယ် တ်မှတ်ထားတဲ့အမြင့်ပြည်ရောက်လို့ရှိရင်တော့မီးဂလိုက်တာလေးများကိုလည်းဖြန့်ကျဲပေးဖို့အတွက်စီစဉ်ဆောင်ရွက်ထားတဲ့မြင်ကွင်းဖြစ်ပါတယ်။တပြေးပြေးနဲ့လာလာပပနဲ့အောင်မင်းသောထောက်ခွာနေတဲ့မြင်ကွင်းဖြစ်ပါတယ်ခင်ဗျာ။သတိကာလာပပနဲ့မိမိတို့ရဲ့စိတ်နှမမီးဝုံပြန်ကြီးဟာလူပဲပြန်မိသားစုကနေလူတွေရှင်ပြန်လိုက်တဲ့မီးဝုံပြန်ကြီးဖြစ်ပါတယ်။ဝဲတော်လာအေဖေတမြားကို ဖြင်းဖြင်းစွာဖြင့်လှလှပပထွက်ခွာနေတဲ့မြင်ကွင်းဟာအမတန်မှကြည်နူးစရာကောင်းတဲ့မြင်ကွင်းဖြစ်ပါလေခင်ဗျာအခုဆိုတော့မိခလိုက်တာငယ်လေးများဖြန့်ချက်တဲ့မြင်ကွင်းကိုလည်းရှုစားကြရမှာဖြစ်ပါတယ်လာပါလေခင်ဗျာမိမိရဲ့မျိုးမြန်ကြီးဟာကောင်းကင်ရံထက်မှာမိအောင်စုံမျိုးစုံနဲ့လှလှပပထွက်ခွာတဲ့မြင်ကွင်းဖြစ်တယ်လို့မိခလိုက်တာငယ်လေးများလည်းဖြန့်ချက်တဲ့မြင်ကွင်းကိုလည်းရှုစားကြရမှာဖြစ်ပါတယ် ယခုလိုအောင်မြင်မြင်နဲ့လွတ်တည်နိုင်တဲ့မိဘုံမြန်ကြီးကိုပြိဿများလက်ခုပ်အောပါလေချီးမြှင့်ပေးပါဦး ဆောင်လာလေးမှာငါတို့ပွဲတော်ညမြင်မုံကြမှာရှောင်းနေကြမယ်ရောက်တာလာခဲ့ပါ